ယုံကြည်မှုမရှိအဲ့နိုင်ငံပါတီခေါင်းဆောင်တွေမရှိဘူးနော်ဥမာထားပါတော့ပြည်သူပါတီကိုကိုကြီးသူ့စိတ်ထဲမှာ NLD မရှိရင် तू က तू ကနံပါတ်1ဖြစ်မယ်ထင်တာမယုံရင်ဥပန်းဝါပြေးကြည့်လိုက်သူ့ကိုပေးမယ်ထင်လို့မပေးဘူးမထင်နဲ့မပေးဘူးကျွန်တော်တော့သူ့မထည့်ဘူးမယ်ဟေးယောအလုံးပဲမင်္ဂလာမနက်ခင်ဗျာ ဇူလိုင်လနေ့ရက်နေ့ရက်မနေ့ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်။ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းတီကြီးရှုနေတဲ့တုံ့ပြန်ချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်။ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်။ကရင်အမျိုးသားအစည်းအရုံး KNU မြတ်ထွေခရိုင်တက်မဟာလေးပူပေါင်းတက်နဲ့စစ်ကောင်စီတက်အကြတိတ်ပွေးဖြစ်ပွားနေသည့်တနင်္သာရီမိုးတောင်လမ်းပိုင်းတွေ တင်ခွင်းရွာအနီး၌စစ်ကောင်စီ၏ခမရ265မှတပ်သားတအူးသည်ဇူလိုင်တရက်နေ့နေ့လယ်တွင် KNU တပ်မဟာလေတပ်ရင်းတစတိထံလက်နက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU မြစ်တဝိခရိုင်ကတရင်ထုတ်ပြန်ထားပါသည်။ကောင်းလေးတဲ့တရင်နောက်တဲ့ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးပြီးနေရပြန်ပူခံထားရတဲ့ မြန်မာရွှေပြောင်းလောက်တာအမျိုးသားအယောက်900ကျော်ဟာစစ်မှုထမ်းဖို့တက်တာအဖြစ်စူးစမ်းခံထားရတယ်လို့ကိုတောင်းဒေတာခံတယောက်ကပြောဆိုထားပါတယ်။အခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ6လအတွင်းရွှေပြောင်းအလောက်တမ1015ရုပ်ကိုရန်သောအ6ထောင်ကနေမြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းခဲ့ရမှာအမျိုးသားအယောက်900ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရတာလို့ဆိုပါတယ်။ဖမ်းဆီးခံထားရတဲ့အမျိုးသားတွေအထက်မှာ အတအရွေးဆုံးပါဝင်ပြီးရတူစစ်တင်တံပေကစစ်တန်းစစ်မင်းနပင်ကိုပူဆောင်နေတာလို့ ADHA နေကိုတည်တဲ့ကိုတောင်းတဲ့တာခံတယောက်ကပြောဆိုထားပါတယ်။ထိုင်းတွေကတွေ့ဝိတ်ပြီးမှကုငီတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ထိုင်းစုရတွေတတော်ရက်ဆက်တယ်ကွာ။နောက်တရင်လိုင်းတရာအစီပိုင်းမြုပ်နေရေစခန်းနဲ့အချမ်းဖက်ပုတ်မှ90ညဖြစ်ဖန်စီထသည့်မဇုံပွန်းလိုင်းကို စေခန်းပြရန်စေယုံထောက်လာစဉ်လူနှုတ်ဦးကကေထုတ်သွားကြောင်းစစ်ကောင်စီဝါဒဖြန့်ချနော် ကြိုးစွတ်တွေပေါ်ပြထားပါတယ်။ဇူလိုင်တရက်ည9:00နာရီခွဲခန့်၌မဇွန်ပွန်းလိုင်ကိုစေခံပြရန်ရေအောက်နှုတ်ကဆေးယုံတောက်လိုက်ပါပူဆောင်စင်။စမှုယုံနှင့်မင်းကြီးမဟာမင်းခေါင်လန်ထိုက်၌လူနှုတ်မှတနက်ဖြစ်လေးချက်ပိကပီမဇွန်ပွန်းလိုင်ကိုကဖစ်ခိုတော်ချောင်းကြိုးစွတ်အမီရှိဝါဒဖြန့် channel ၌ပေါ်ပြထားပါတယ်။ပိကမှုချောင်းအမျိုးသားဒေါရေအောက်မှနန်းဆောင်ကြီးဖော်ဝင်တန်ရာဖြစ်တည်ဆုံခဲ့ပြီး အမျိုးသမီးဒုတ်ရဲအုပ်မှပကုန်းကြီးဖောက်ဝင်တန်ရာရရှိပြီးတရခန်အချမ်းဖက်အမျိုးသမီးလွတ်မြောက်သွားကြောင်းသိရသည်ဟု၎င်းဝါဒဖြန့်ချန်လ၌ရေးသားထားပါသည်။တခြား channel တစ်ခုကရေးသားတဲ့ပုံစံဆိုရင်တော့ရဲအုပ်နှုတ်ဦးမှလီမယားဖြစ်တယ်လို့ဖော်ပြရေးသားထားပါသည်။လီမယားပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တကောင်တေတကောင်တန်ရာရတယ်ဆိုတော့ကောင်းလိုက်တဲ့တတင်းတော့တတင်းမကွေတိုင်းတောင်တွင်းကြီးမြုံနယ်ဥပုပ်ကျေးရွာမှစစ်တပ်တုတ်တိုင်အောက်ချုပ်ရေးမှုပီတုစစ်ခေါင်းဆောင် ဘူကွီအာနေအင်မာဝင်းယောပိကဆင်လင်ခေဒေလောပီတုကာကွေရဲ့တပုန်နာဝတီတောင်တွင်းချီကထောက်ပြန်ထားပါတယ်ဂျွန်လာ29ရက်နေ့မှာမျိုးစိုးတီကောင်းဆောင်ခင်မောင်လက်ခဘူကွီအာတော်လှန်ရေးတပ်ဖွဲ့များကတွားရောက်ဖမ်းဆီးခဲ့ရမှာခုခံခဲ့တာကြောင့်မဖြစ်မနေပိကဆင်လင်ခေရတယ်လို့ဆိုပါတယ်၎င်းရဲ့ခုခံတိုက်ခိုက်မှုကြောင့်တော်လှန်ရေးရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရှိရပါတယ် ဘူကွီဟာစစ်တပ်အကူဖြစ်ပြည်သူများကိုချင်းချောက်ရိုက်နှက်ခြင်းစစ်မှုထမ်းကျများကိုအစမတန်တောင်းခံခြင်းတစ်ဝါလေးများကိုကိတ်ဖွင့်ကာအစမတန်ငွေကြေးတောင်းခံပြီးတကြီးရွယ်ဦးများကိုပါရိုက်နှက်နှက်ဆက်ခြင်းကျေရအောက်စုအတွင်ပြည်သူစစ်ဘီယိုတင်တန်းပေကဖွေးစီထားခြင်းရွေးကောက်ပွဲဖြစ်မြောက်ရဲ့ PR ပေးခိုင်းစေခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီပြည်သူစစ်ခေါဆောင်ဘူကွီတပေတွေကို စစ်ခွဲတွေကလက်နက်တပ်စင်ဖို့အစီအစဉ်စီနေပြီလို့လည်းသိရှိရပါတယ်။သူတပည့်တွေကိုလက်နက်မတပ်စင်ပေးခင်မှာဆုံးမသွားတာဖြစ်ပါတယ်။ကြားဆုံတဲ့တော်လှန်ရေးရေးဘော်တို့အတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်။တေဆုံတဲ့ပြုတ်ဆိုတီကောင်းဆောင်ဘူကွေးအတွက်ကောင်းလိုက်တဲ့တတင်းနောက်တတင်းစစ်ကောင်စီဟာအင်ဒိုနီးရှားလူငယ်တယောက်ကိုဒေါ်လာရဲအတွက်ထောက်ပံ့တယ်လို့ဆွဆွေးပြီးဖမ်းဆီးထတာကြောင့်အင်ဒိုနီးရှားအမတ်တွေအကြဆိုရင်မှုမင်တက်ကတန်တမာရဲအရာချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြတယ်လို့သိရပါတယ်။ဂျွန်လာ30ရက်တနင်္လာနေ့အင်ဒိုနီးရှားနိုင်ငံချဲရေးဝန်ကြီးနဲ့ကျန်းမာမှုအတွင်းနိုင်ငံချဲရေးကော်မရှင်အောက်လွတ်တော်အမတ်အဗရာဟမ်ကအဒီကိစ္စကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကိုငွေကြေးထုတ်ပတ်တယ်လို့ဆွဆွေးပြီးအသက်33နှစ်အရွယ်လူမှုကွေရက်နာမီကျော်တယောက်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ကြောင်းအထောက်အထားကလည်းခိုင်လုံမှုမရှိကြောင်းသူကပြောဆိုထားပါတယ်။ တပုံအဖွဲ့တွေကိုငွေကြေးထုတ်ပန်တယ်လို့ဆွဆွေးခံရပြီးမြန်မာပြည်မှာအဖန်ခံထားရတဲ့ကျွန်တော်တို့နိုင်ငံသားတယောက်ရှိပါတယ်။သူလည်းကျွန်တော်လို့ပဲအသက်33နှစ်ပဲရှိသေးတဲ့လူငယ်တယောက်ပါ။ကျွန်တော်ဒီတလောက်သူ့မှာအဲ့ဒီလိုရည်ရွယ်ချက်မျိုးတခါမှမရှိခဲ့ဘူးလို့အာဗြဟံကကြားနာမှုအတွင်ပြောဆိုထားပါတယ်။အစူပါလူငယ်ဟာနိုင်ငံရဲ့ရည်ရွယ်ချက်စီသူမဟုတ်ပဲ content creator တယောက်သာဖြစ်ကြောင်းသူတို့စစ်ကောင်စီက လွန်ငင်းချန်တာကွန်ဒါမမဟောပီနဲဒမ်ပေပီပြန်ပူဖူနိုင်ငံချဲ့ရေးဝန်ကြီးဌာနအနေနဲ့တိုက်တွင်းတင်ချောင်းဒုကစပ်ယုတ်ထားပါတယ်အင်ဒိုနီးရှားအစိုးရအနေနဲ့ဖန်စီခန္ဓာရသူဟာဘေတူဘေဝါဖြစ်တယ်ဆိုတာကိုအတိမပြုတ်နိုင်သေးပေမဲ့လူမှုကွေရအတုံးပြုတ်သူတွေအကြားထင်ကျေးပေးမှုတွေမင်းတက်နေတယ်လို့ဆိုပါတယ်ကေအဘတော့အဖွဲ့ဘယ်လိုလုပ်ကြမလဲလွှတ်ပေးမလားမလွှတ်ပေးဘူးလား လွတ်ပြေးရင်အင်ဒိုနီးရှားကဘယ်လိုလုပ်မလဲကျွန်တော်တို့စောင့်ကြည့်ကြသေးတာပေါ့ဇူလိုင်လနှစ်ရက်နေ့ရက်မနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးတပီလုံးခွေးတက်တက်ခံရောက်ကြလိုက်လှုပ်မယ်အကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင်အန်တီကိုအောင်ကျော်ဝင်းငေပါပါမပါလိုက်ဖလင်ပြတ်တမီတဲ့ပြဒနာအရင်မြစ်ကသူ့ကြောင့်တော့မဟုတ်ဘူးရဲ့ပြဒနာအရင်မြစ်ကသူ့မိမဖြစ်တဲ့အပြားမမနိုင်တော့တက်တက်ခံကြောင်းအဖြစ်ပြက်ကဒီလို့ တော့တသက်ခိုင်နဲ့ပတ်သက်ပြီးလူတွေကကဲရဲ့ပြောဆိုရင်ပြောဆိုရင်းနဲ့သူယောက်ျားအန်ဒီကိုအောင်ကျော်ဝင်းစီကြောက်သွားရတာကစားတာအန်ဒီကိုအောင်ကျော်ဝင်းကလည်းအစပိုင်းမှာတော့တီးခံပါရဲ့ဒါပေမဲ့နောက်ပိုင်းမှာလူများစုကသူ့ကိုအန်ဒီလို့ခေါ်ဝေါ်တုံ့နှုတ်မှုပေါ့တော်တော်လေးကိုမကြည့်မဆန့်ခန်းစားရလာတယ်တဲ့ဒီလိုမကြည့်မနှက်ဖြစ်ကြောင်းကိုသူ့လူမှုကွန်ရက်ပေါ်မှာအမျိုးမျိုးထုတ်ဖော်ရေးသားပြီးမယ်တိုက်ခိုက်မှုတွေဟာမရက်တက်သွားတဲ့အပြင်ပုံမှုပြင်းထန်လာတယ်ဆိုရမယ် ဘောပြားတွေကလကွင်းတီးတာတွေရောဒီလိုဝယ်တက်တယ်ဆိုတာတွေရောအိုးသူ့တော်မသိတဲ့သူ့အကြောင်းတွေတော့ပါလိုက်သေးအခုတော့အန်ဒီကိုအောင်ကျော်ဝင်းတယောက်ဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ခန်းစားချက်ကိုလူများရှိမှပြသတော့မယ်တဲ့အဲ့ဒီလိုပြသတဲ့အခါမှာမနေ့ပြန်မနေ့ကိုးနာကြီးရန်ကုန်မြို့လူစီကားရနေရာတစ်ခုဖြစ်တယ်မြန်မာပလာဇာမှာအများသူငါရှိသူ့ငယ်ပါပါเจ้าကိုလိုက်ပြင်ပြီးပစိုးလံပြမယ်လို့ပြောဆိုသွားခဲ့တာပါ ဒီသတင်းဟာဆိုရှယ်မီဒီယာပေါ်မှာတော်မီလို့လင်းလင်းမြန်မြန်ပြန့်နှံ့ခဲ့ပြီးမနှက်ဖြန်မရောက်သေးပေမယ့်မြန်မာပလာဇာရှိ MC New CG New အစရှိတဲ့ celebrity သတင်းဌာနတို့မှနေရာထိုင်ခင်းလူရဲမှုများစတင်ဖြစ်ပွားနေပြီးအန်ဒီကိုအောင်ကျော်ဝင်းငယ်ပါပါမပါတည်ခြင်းဆက်စုခြင်းသူများဟာလည်းစောင့်ကြည့်ဖို့စိတ်အားထက်သန်နေကြပါတယ်ဒါကြောင့် ကျွန်တော်တို့ DSA insight အနေဖြင့်လည်းပြည်သက်များတောင်းဆိုချက်ရာ ND ကိုအောင်ကျော်ဝင်းနေပါပါမပါတွေ့မြင်ရဖို့အရေး Telelens camera အကောင်စားကြီးဖြင့်သူလံပြချင်းအနီးကပ်ဆွဲပြမှာဖြစ်တဲ့အတွက်စောင့်ကြည့်အားပေးဖို့နဲ့အခုကျွန်တော်တို့ DSA insight အဖွဲ့သားများဖြစ်ုံတာမကဂွေတုတီတီနဲ့လေးလာစောင့်ကြည့်ရဲ့အဖွဲ့ဝင်များဖြစ်ကြသော Camera Man ကြီးနဲ့ဝင်းကူကူလက်တို့ညောင်းမြန်မာပလာဇာတို့ထွက်သွားပြီဆိုတဲ့အကြောင်းတည်င်းကောင်းပါအပ်လိုက်ရပါတယ် ဒါကောင်းပါလေအသာအနေနဲ့ကြည့်ကြပါတော့နော်ကေတာဆွင်တော့နောက်ဗီဒီယိုကုဆွေးပြောသွားတဲ့စကားကိုချက်တော့နားဆင်ကြည့်အောင်တော်လန်ရေးသည့်နိုင်ငံတော်ရဲ့စနစ်တစ်ခုကိုတိဆောက်နေတာဖြစ်တယ်ဆိုတဲ့အတွေးမျိုးမဝင်ဘဲနဲ့သူ့ဘက်ကိုဘက်ဟိုအမျိုးသားရေးတို့ဘာရေးတို့ညာရေးတို့ရှောက်ပြောတာဗောဗျာအဲ့တော့ကျွန်တော်တို့ချီးကျောက်ရင်နူးရတယ်သူတို့ကအမျိုးသားရေးလို့ပြောရအောင်သူတို့ကြောင့်တိုးတက်သွားတဲ့ဗုဒ္ဓဘာသာဗမာလေသူတို့ကြောင့်တိုးတက်သွားတဲ့ဗမာလူမျိုးကဗမာလေ ဟုတ်လားအညာသားတွေဘယ်လောက်ထိဒုက္ခရောက်လဲအညာသားတွေဘယ်လောက်ထိဆင်းရဲလဲအညာသားတွေရန်ကုန်မှာဘလို့အလုလာလုံလဲကြည့်ဟုတ်လားဘယ်မှာလဲဘမာလူမျိုးတွေတိုးတက်မှုအဲ့တော့ဘာသာရေးတိုးတက်မှုကြတော့ဘယ်မှာလဲဘာသာရေးတိုးတက်မှုအဲ့တော့မြမပြည်မှာရွှေချထားတဲ့ဖရားတွေများသွားတာပဲရှိတယ်ရွှေချထားတဲ့ဖရားတွေများလာတာနဲ့အတူကျူးကျော်တွေလည်းများလာတယ်မြမနိုင်ငံသားတယောက်မြမမျိုးပေါ်မှာ ပြန်ပြီးတော့မှကျူးကျော်ဘဝနဲ့နေထိုင်ရတယ်ဆိုတာ ခစ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူလူဒန်းစားတွေရဲ့ဘလောက်စောက်သုံးမကြလဲဆိုတော့မိမောင်းထိုးပြနေတာအဲ့တော့ဗုဒ္ဓသည်အလုံးစုံဆွတ်လွချင်းလမ်းစဉ်ကိုရွေးတာဗုဒ္ဓသည်ခန္ဓာရောစိတ်ရောလွတ်မြောက်ခြင်းလမ်းစဉ်ကိုပြတဲ့ဖရားလို့လည်းပြောလို့ရတယ်ပုဂ္ဂိုလ်တစ်ပါးလို့လည်းပြောလို့ရတာပေါ့အဲ့တော့ခန္ဓာလွတ်မြောက်ခြင်းကိုတော့မလုံပေးနိုင်တဲ့ခေါင်းဆောင်တွေမလုံပေးနိုင်တဲ့လူတွေက အမျိုးဘာသာအမျိုးဘာသာသာသနာတိုးတက်စေဖို့ဆိုတဲ့ အကြောင်းရင်းကဘာအကြောင်းရင်းလဲခင်ဗျားတို့သိတယ်ဘာအကြောင်းရင်းလဲဘယ်နားမှာခင်ဗျားတို့တိုးတက်နေတာလဲဘယ်နားမှာဘာသာရေးတိုးတက်မှုဖြစ်နေတာလဲဘယ်နားမှာလူမျိုးရေးတိုးတက်မှုဖြစ်နေတာလဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးမျက်နှာငယ်ရအရင်တော့ဘာကြောင့်အများကြီးမျက်နှာငယ်ရလဲကျွန်တော်တို့မလုပ်တဲ့အဖြစ်တွေအတွက်ကျွန်တော်တို့မျက်နှာငယ်ရဘာဖြစ်လို့လဲစစ်ကောင်စီအနိုင်ကျင့်တာတွေကိုခေတ်ဆက်ဆက်တိုင်းရင်းသားတွေကခံခဲ့ရတော့တချို့တိုင်းရင်းသားတွေကကျွန်တော်တို့ကိုမြင်တဲ့အခါမှာအာဗမာတွေဗမာတွေဆိုပြီးတော့မှကြောက်ကြတယ် သူတို့ကဘယ်လိုပြောမလဲယွံကြောက်နော်ဘယ်လိုမျိုးချစ်ကြောက်မဟုတ်ဘူးယွံကြောက်မပတ်သက်ချင်ဘူးရှောင်ကျင်တယ်ကြောက်လဲကြောက်တယ်ကျွန်တော်တို့တွေ့ရင်ကြောက်တယ်ဟိုဈေးဆိုလည်းမရောပေးရဘူးတကားတွေပိတ်ထားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့အမြင်တာနဲ့သူတို့ကြောက်တယ်ပြီးဘယ်လိုကြောက်တာလဲဆိုယွံကြောက်ကြောက်တာဒါပေမဲ့အဲ့ဒီယွံကြောက်ဖြစ်အောင်ကျွန်တော်တို့ဘွားမှာကျွန်တော်တို့မလုတ်ခဲ့ဘဲနဲ့စစ်ကောင်စီလုတ်ခဲ့တဲ့အမားတွေကကျွန်တော်တို့ဘွားမှာမြင်တာငယ်ရတယ်ဘယ်မှာလဲကျွန်တော်တို့အမျိုးရဲ့ဂုံတိတ်ခါရှိမှုနောက်တစ်ခုတိုင်းရင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းခင်းတဲ့ကပန်းတွေအများအားဖြစ်သလို ပန်းပေါင်းစုံပွင့်လှတာပေါ့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကြောင်းနေမရှိဘူးတိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုယ်ခွင့်ယုံကြည်မှုအမွေအနှစ်တွေခန်းခန်းနာနာထဲထဲပေါ်မှာမရှိတဲ့အခါမှာကျွန်တော်တို့ကပုံနေတာဗမာတွေပဲနေတာဘာဖြစ်လို့လဲကရင်ပြည်နယ်မှာနေတဲ့ဗမာတွေလည်းကရင်စကားမတတ်ဘူးဘာဖြစ်လို့လဲကရင်စာလည်းမတတ်ဘူးဘာဖြစ်လို့လဲကြောင်းမှမရှိတာဘာပညာရေးကိုမှအထူးလေးနဲ့မထားပြီးတော့ကရင်တွေကတော့ကရင်စာလည်းတတ်တယ်ဗမာစာလည်းတတ်တယ်ဗမာကြောင်းလည်းတတ်တယ်ကရင်ကြောင်းလည်းတတ်တယ်သူတို့ကပိုတတ်အော်ထိုင်းနဲ့နေတော့ထိုင်းကားပါတတ်သေးတယ်သူတို့ကကျွန်တော်တို့ထက်တောင်မှ ပို့ပို့ပြီးအခွင့်ရရတယ်ကျွန်တော်တို့မှာဟိုပြည်တော်စုတွေအတူတူနေပြီးကျွန်တော်တို့မှာကင်းရင်စကားမတက်ရအောင်တချို့တို့ကင်းရင်ဖြစ်ပြီးကျွန်တော်တို့ ARV ဘက်ကကင်းရင်နေဆိုကင်းရင်ဖြစ်ပြီးကင်းရင်စကားတော့မတက်ရအောင်ဖိနှိပ်ခံရတာအဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကိုဗမာတွေကလှုပ်လာဆိုဗမာတွေကလည်းမလှုပ်ဘူးဒီစစ်တပ်ရဲ့အမျိုးဘာသာသာသနာဆိုတဲ့အောက်တန်းစားတွေကအမျိုးလဲတိုးတက်အောင်မလှုပ်ဘူးဘာသာလဲတိုးတက်အောင်မလှုပ်ဘူးဟုတ်သာသနာလဲတိုးတက်အောင်မလှုပ်ဘူးသူများကိုလည်းဖိနှိပ်တယ်ကျွန်တော်တို့လည်းနာမည်ပြက်ရတယ်ဘယ်မှာလဲတိုးတက်စေခြင်းအကြောင်းတရား ဟုတ်ပြီဒါကတိုးတက်စေခြင်းအကြောင်းစရာမရှိတဲ့ဘဝတွေကိုကျွန်တော်တို့ပြောပြတာကျွန်တော်တို့ခစ်တော်လိုင်းရေးပြီးရင်တော့ကျွန်တော်တို့ခစ်မှာဒီဘဝတွေမရှိတော့အောင်ကျွန်တော်တို့ကတော့နိုင်ငံတော်အတွက်ကိုတီးဆောက်မှာဒါကျွန်တော်တို့ရဲ့မဟာရည်မှန်းချက်ပဲဘယ်မှာလဲစစ်လက်နဲ့ဆွင်ရဲ့တိုးတက်မှုဘယ်မှာလဲတိုးတက်မှုစစ်ကောင်စီကိုခင်ဗျားတို့ယုံကြည်နေတယ်ဆိုတာတော်တော်အံ့ဩတယ်ခင်ဗျားတို့ရဲ့တားသမီးတွေကိုထိုးကျွေးနေတယ်ဆိုတာစစ်ကောင်စီကမှအစ်စ်နော်စစ်ကောင်စီကမှတကယ်ကိုသူများတားသမီးတွေကိုအပတ်စဉ်ဘလောက်ဘလောက်ခေါ် ီးခဲ့တဲ့ NLD ပြီးခဲ့တဲ့2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းတဲ့ NLD ကမဲခိုးလို့တဲ့ဟုတ်ပြီ NLD ကမဲခိုးလို့ဆိုရင်လေလမ်းပေါ်ထွက်တဲ့လူထုရဲ့အင်အားကိုကြီးအောင်လေဗျာအဲနောက်တော့လေသူများသားသမီးတွေကိုပေါ်တာရှောက်ဆွဲစစ်မှုမထမ်းမနေရအနေနဲ့အတင်းတွေလိုက်ကျုံတုံးခေါ်ခေါ်ပြီးတော့မှအမဲသူတို့ရဲ့ lobby တွေကဟိုနိုင်ငံရဲ့တားကောင်းလေးတွေသူတို့စိတ်နဲ့သူတို့လာတာမဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကပြောခိုင်းတယ်တော်တော်အောက်တန်းကြတယ်ကောင်းလေတော်တော်အောက်တန်းကြတယ်ကောင်းလေ အဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအနေနဲ့ခင်ဗျားတို့စဉ်းစားဖြည်းဖြည်းချင်းစီစဉ်းစားဖြည်းဖြည်းချင်းစီစဉ်းစားဒီလောက်ရကမှန်လားအဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံတော်အစ်စ်ကိုကျွန်တော်တို့ကတော့တိဆောက်မှာပဲလွတ်လပ်ခြင်းနဲ့မျှတခြင်းပါရမယ်ပန်းမောင်းစုံတွေပွင့်လန်းရမယ်ကျွန်တော်တို့လည်းကရင်စကားလည်းတက်ခြင်းနဲ့ရှမ်းပြည်နယ်ရဲ့အလှတွေခံစားခြင်းနဲ့ရှမ်းမလေးနယ်လည်းရှမ်းလို့ပြောခြင်းနဲ့စားပြီကွာတိရခဲ့ခေါ့ဒီခေါ့ဆွဲကောင်းလို့လည်းစားခြင်းနဲ့ဆိုင်ရှင်လေးချောလို့လည်းသွားခြင်းအဲ့တော့စစ်ရှုံးကောင်စီကတလောက်ထိရှုံးနေပြီဆိုပေမဲ့လည်း ကျွန်တော်တို့ကပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူးကျွန်တော်တို့တော်လန်ပြည်သူလူထုအတွေအနေနဲ့လဲပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူး60ရာကျွန်တော်တို့သင်ကန်းစာတွေအများကြီးရတယ်ကော့ကရစ်ကိုကျွန်တော်တို့တိုက်တဲ့အချိန်မှာကျွန်တော်တို့80ရာခိုင်နှုန်းကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့တယ်လွှမ်းမိုးနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့100ရာခိုင်နှုန်းမလွှမ်းမိုးနိုင်တဲ့အချိန်မှာတစ်ချိန်မှာပြန်ပြီးတော့မှဆုံးရှုံးသွားတယ်စစ်ကောင်စီကလည်းစောက်ပိန်းနေဆိုပေမဲ့စောက်အားတွေတော့မဟုတ်ဘူးသူတို့လည်းအရှုံးတွေများလာတဲ့အခါမှာလူအရင်းမြစ်ဖြစ်တဲ့ စစ်ပွဲတစ်ပွဲရဲ့အရေးကြီးဆုံးဖြစ်တဲ့လူအရင်းမြစ်ကိုလည်းမတရားသောနှီးနဲ့ရောင်းအောင်စူဆောင်းတယ်။အဲသူတို့လည်းလက်နက်ခဲယင်းတွေဒရုန်းတွေဘာတွေပြင်လာတယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးတာ PDF တွေပဲ။ PDF တွေကစစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးလိုက်တာပေါ့နော်။အဲ့တော့စစ်ကောင်စီရဲ့ကျေးဇူးရှင်က PDF တွေဒီနေ့ကို၃ကစစ်တပ်အားပေးသူတွေနဲ့စစ်ခွေးတွေက PDF တွေကိုဒီနေ့၃ကကတော့ရမယ်ပေါ့နော်။ဟုတ်တယ်ကတော့တင်တယ်။ဟုတ်တယ်ကိုစိုးပြောတာတအားမှန်တယ်။တိုင်းရင်းသားနေမိတွေမှာတော့ မမစကားပြောတဲ့လူတွေကိုဓာတ်ယွန်းတကွာကြောက်တာမဟုတ်ဘူးယွန်းတာမကြောက်လဲစစ်ခွေးတွေကြောက်ဒါပေမဲ့အခုချိန်မှာတော့အများစုကတော့မယွန်းတော့ပါဘူးစစ်ခွေးတွေကြောက်ဖြစ်တယ်ဆိုတာကိုသိကြပြီပေါ့နော်အမှန်တရားတွေကိုပြောပြတဲ့ကိုဆွေချေယူတင်ပါတယ်ကေဒါဆွေတော့ note video စစ်ခွေးလက်အောက်ခံပါတီတွေကိုငကြောင်မင်းကပါပြောတာလည်းတစ်ချက်လောက်ငါစင်ကြည့်အောင်ပါတီတွေကလုံးခင်ဗျားတို့နေမှာနေဖို့လားခင်ဗျားတို့စော်ကားနေပါတီတွေနေဖို့လားကပြောတယ်ပြည်တွင်းမှာပိုင်ပြိုင်တဲ့ပါတီတွေအကုန်လုံးရတယ်ပြည်တွင်းမှာအခုစစ်ကောင်စီအောက်မှာပြိုင်တဲ့ပါတီအကုန်လုံးရတယ် ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့တစ်ဆယ်ရာဆယ်ရာကျော်တော့မရခဲ့တဲ့ကောင်းကြီးတွေကဲဒါတို့ပါတီကိုကုန်းကြီးကိုကုန်းကြီးတို့ဒေါ်သက်သက်ခိုင်တို့နော်ကိုကြီးတို့ဒေါ်သက်သက်ခိုင်တို့ပါတီတွေပေါ့ဗျာနောက်တခြားကျန်တဲ့လူတွေပါအောင်အများကြီးပေါ့နော်ဦးဦးခင်ကြီးတို့ရဲ့ပြည်ခိုင်တို့ပါတီလေးပါတော့ပေါ့ဗျာဦးတောင်ကြီးလေးတမဦးကျော်သားဆိုးတို့ကအကုန်ပါတော့အကုန်ပါတော့ပေါ့ဗျာနော်အန်ဒီရဲ့ပုခမောင်ဆိုးတို့ကဆိုအကုန်ပါတယ်အဲ့လိုနာမည်ကျော်ပါတီတွေရှိသေးတယ်ထောင်းဦးဆိုင်ပေါ့ဗျာအဲ့လိုအကုန်လုံးကိုတိတ်ကြုံပြောပလိုက်တာတစ်ဖွဲ့လုံးပေါင်းလို့မှဆယ်ရာခိုင်တို့တော့မဲမရခဲ့တဲ့ဟာတွေတဲ့ပို့လို့လည်းဒုညောက်ကမှမရှိတဲ့ဟာတွေတဲ့ အဲ့လိုပေါင်းမှုတွေကယူရင်ဝင်ပြိုင်မှာဆိုပြောရောအဲ့တော့ပြောရင်တော့အဲ့တော့နိုင်ငံရေးပါတီတွေနေလေအဲ့ဒီကျန်တဲ့ဟိုနေဖုန်းလာပြောလဲပြောစရာပဲအဲ့ဒီနိုင်ငံရေးပါတီတွေကနေဖုန်းလာပြောလဲပြောစရာပဲပြောလဲပြောစရာပဲနေဖုန်းလာလိုတနာယူကပြောလဲပြောစရာဖြစ်နေတယ်တနာယူပြောဆောင်ခံရတယ်ဘိုးကရောက်နေတာပြန်ကြည့်ရှင်းသမျှပါတီတွေအကုန်လုံးကဘလောက်ပဲမဲဆွဲဖို့ချူစာချူစာသူကမီဒီယာနဲ့ friendly ဖြစ်ဖို့လူလူနဲ့ friendly ဖြစ်ဖို့ကဘယ်အချိန်မှဆိုရွေးကောက်ပွဲနဲ့နှီးမှထလို့တာလူလူကြားတဲ့ကိုစိတ်ဝင်ပြတ်နဲ့မနေထိုင်ဘူးအဲဟာသူတို့သူတို့ရဲ့ပါတီ uniform ဝတ်စုံကိုတော့ သူကြားထဲမှာစိတ်ဝင်ပြန်အောင်မလုပ်နိုင်ဘူး marketing strategy အားနဲ့လားဒါမှမဟုတ်ဟိုလူမိတ်တက်ပဲလုံးလုံးဘလို့ချောင်းလို့ကြော်နာမလို့ရှင်းလို့ကိုမရဘူးမရဘူး idea မရှိလို့အဲ့တော့မဲတကယ်မဲထဲဟိတ်လဲဆိုအကုန်ရှုံးတာပဲအကုန်ခွက်ခွက်လန်ရှုံးခွက်ခွက်လန်ရှုံးရရှုံးရပြီးတော့ဟိုဘာမှမပါဘူးအဲ့တော့ဘာကြောင့်အဲ့ဒါဘာကြောင့်လဲဆိုတော့လူလူကဒီနိုင်ငံရေးပါတီအကုန်လုံးပုံမှာယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိအဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေမရှိဘူးနော်ဥပမာထားပါတော့ပြည်သူ့ပါတီကိုကိုကြီး သူစိတ်ထဲမှာ NLD မရှိရင် तू က तू ကနံပါတ်1ဖြစ်မယ်ထင်တာမယုံရင် open web ပြကြည့်လိုက်သူ့ကိုပေးမယ်ထင်လို့လားမပေးဘူးမထင်နဲ့မပေးဘူးကျွန်တော်တော့သူ့မထည့်ဘူးမဲကျွန်တော်တော့သူ့မထည့်ဘူးကျွန်တော်ကျွန်တော်တော့သူ့မဲထည့်အောင်မဟုတ်ဘူးဘာလို့ဆိုတော့မဲထည့်ရနိုင်လောက်တဲ့အနေအထားမျိုးမရှိလို့ကျွန်တော်အတွက်တော့မရှိဘူးသူများတော့ကျွန်တော်သူထည့်အောင်ပြတယ်ကိုကြီးဒါတခါကြီးပြောတော့ကိုကြီးရဲ့ပြည်သူပါတီကိုကျွန်တော်မြို့နယ်မှာပြိုင်ရင်ကျွန်တော်ပြည်သူပါတီဘယ်သူဘဲပါတီတော့ကိုကြီးပါတီမထည့်ဘူးကျွန်တော်တခါကြီးပြောတော့ကျွန်တော်မထည့်ဘူးခင်ဗျားတို့ကြိုက်ကြမကြိုက်ကျွန်တော်မထည့်ဘူးကျွန်တော်ရဲ့ right ရပြောတာကျွန်တော်ဘယ်သူမထည့်မှာမဟုတ်ဘူးကျွန်တော်ရဲ့ right ရရောကျွန်တော်ရဲ့အမ် ပြည်သူတရားရဲ့မဲပေးပိုင်ခွင့် right ရတော့ပြောတာမထည့်ဘူးเนาะဘာလို့ဆိုတော့ဂျန်လင်းစရိုက်ရဘာလို့ပြောဆိုတော့ကျွန်တော်ကဂျန်လင်းစပညာရေးကိုပြောမရအောင်သူတို့ဆီကပြန်သင်သင်နေရမှာဘာလို့ဆိုတော့သူတို့ကပညာရှင်နေဆိုတော့ပြန်သင်ရမှာအဲ့တော့ကြောင့်မို့လို့ကျွန်တော်ကျွန်တော်ဂျန်လင်းစရိုက်ရဆိုရင်တော့ကျွန်တော်မဲမထည့်ဘူးဒါတခါလိုက်ပြောတော့မဲမထည့်ဘူးကိုကိုကြီးပါနေဆိုမထည့်ဘူးဘာလို့ဆိုတော့ဒါဘာယုံကြည်မှုပဲယုံကြည်မှုကြောင့်ကျွန်တော်တို့ဒီမှာဖြစ်နေတဲ့ယုံကြည်မှုကြောင့်မထည့်တာအယုံကြည်မှုဘာလို့ဒီပေါ်မှာယုံကြည်မှုဒီကောင်လေးလုံနိုင်ပါမလားမဖြစ်နိုင်ဘူးထင်တယ်အဲ့ဒါမျိုးမယုံကြည်ဘူးအဲ့ဒါကြောင့်မထည့်ဘူးအဲ့တော့ဘုရားသခင်ပါတီရော ဦးခင်ကြီးတို့ပါတီရောနောက်ဟိုနောက်ပေါ်လာမယ့်ပါတီအကုန်လုံးပေါ်လာစသဖြင့်မြစုပါတီပြီးဦးအောင်ဆိုင်ပေါ်ပါတီမထဲမှာလာမယ်ကျွန်တော်ပုံတော့ပြောကျွန်တော်မြို့ထဲမှာကျွန်တော်ဆိုရင်တော့အရေးရှိရှိတဲ့လူပဲယူမယ်အရေးရှိမှရှိတဲ့ပါတီကိုယူအရေးရှိရှိလေယူဘယ်ကောင်ရေးရှိရှိလဲဘသူရေးရှိလဲအဲ့ဒါပဲကြောက်ကြည့်ဘယ်ကောင်လုံးနေမှာလဲကိုမြို့တော်ကိုဒီကောင်တကယ်လုံးမယ်ကောင်လားသူတို့မဲဆွဲတဲ့ခါမှာနားတော်မသေးချာပါတီပြောနေသူတကယ်လုံးမှာလားနောက်ခံ background ပါလေဘယ်ရသွားတာကုံတေချာလေးလိုက်မှာတကယ်လုံးနေမယ်သူပဲလွတ်တော်ကျွန်တော်မဲတမဲထဲမှာအလ္လာဟ်တော်ဖြစ်မှခံတယ်ပုံကလေးပေါ့အဲ့တော့ ဟိုနှစ်မျိုးလို့ပြောကိုမဲတမဲနှစ်မျိုးလို့ကိုမဲတမဲကိုဒီပေါက်ပေါက်လို့ပဲသားကောင်းတွေလက်ထဲထည့်လို့ရမှာသိရင်နေရရှင်းတာကျွန်တော်ကပွင့်လို့ပြောအဲ့တော့နိုင်ငံရေးဝါတွေမှာမယုံကြည်ဘူးအဲ့တော့ပြည်သူလူရှိမှာအဲ့မယုံကြည်ဘူးကအတိုင်းတိုင်းကိုရှိတယ်အဲ့ရှိနေတာကိုပြည်သူလူလူရှိတယ်မမရက်ပြီးတော့ပြည်သူလူကိုလက်ခံလာအောင်လို့ဒီလက်ရှိပါတီတွေပြည်ထောင်မှာကျန်နေတဲ့ပါတီတွေစီးယုံနိုင်သလားလို့မင်းပုံပေါ်လည်းပြောရတယ်လုံးဝအားနေတယ်ပြည်သူလူကသူတို့လက်ခံလာအောင်စီးယုံနိုင်တဲ့အားမှာအဲ့ဒီလုံးဝအားနေတယ်အဲ့ကြောင့်မလို့ဖြစ်နေပြတ်တယ်အဲ့တော့ နေဖုံးလို့တနာယူပြောတာခံခံလာခံရခင်ဗျာတို့မတက်နိုင်ဘူးခင်ဗျာခံရမှာပဲပြောတော့တာမိတ်နေနော်စခရီလာအုပ်ခံပါတီတွေကဘာကြီးချင်းမှမရှိဘူးဆိုတာမင်းသိတယ်မဟုတ်လားမင်းတော့မှမေးမပေးရင်ပြီသူကဘာဖြစ်လို့မေးပေးမှာလဲမေးခွရအောင်မှဒီကောင်းတွေဘသူမှပေးမှာမဟုတ်ဘူးမေးခူပြီးလင်အောင်မှနိုင်ငံအတွက်ဘာမှတုံ့ဆားလို့မရတဲ့ကောင်းတွေပါအကြီးချင်းစီတာမရှိတာခဏထားအောင် သူတို့တွေကနိုင်ငံကိုဘလို့အောက်ချက်မလဲပြည်သူကိုဘလို့စီးယုံမလဲဆိုတာကိုလုံးဝကိုမသိတာပါတီအင်ဂျီတောင်မှထောက်ဖို့မသိကြတဲ့ခွေးမျိုးတွေပါကွာโอเคပါတကယ်ချင်းတော့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးဆက်ကြပါ I love you all God bless you all thank you for your time